ားလုံးပဲမင်္ဂလာပါရှင်။ဆရာမကြီးခင်ကြီးယူရေးသားထားတဲ့ဖေဖေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း6ကိုဆက်လက်ပြပြပြီးတော့မှာဖြစ်ပါတယ်။နားဆင်ပြကြပါအောင်ရှင်။ဖေဖေးအပိုင်း6ဖေဖေးသားအလွန်ကံကောင်းသည်။ငါသားငါသမီးတွေပညာရေးမှာလူစီမီအောင်သင်ရပါမလား။ဟူသောသူတော်ကားသည်ငြိမ်အေး၍တွားရ၏။သူမျက်စိအောက်တွင် တယောက်ပြီးတယောက်ဒီဂရီယူပြသူကိုမြင်ရသောအခါသူချိနဲ့ဤမိများပင်စိတ်ဖောက်ပြန်သည်ဆိုပေမယ့်ပညာရေးကိုတော့ကျောင်းဆရာဟောင်းတယောက်ဖြည့်၍လာမသည်အလွန်အားပေးသည်သူ့ပောင်ရင်းမှအကျိတ်ယောဂါကိုစာကုသပြီးကလေးကသူ့အုံနောက်သည်အခါခတ်သိမ်းမဟုတ်တော့လဲဝါခင်မှတုန်းကလောက်မတောင်းချမ်းတော့ပင်ဖေဖေနဲ့မေမေကွာသည်မှာမေမေက ဘာသာရက်ချာစာများကိုတင်တင်သည်ပညာတင်ကြားရေးစနစ်ကသာကျွန်းစနစ်ဖြစ်ပေမင်းအင်္ဂလိပ်စာကိုတော့တင်ကြားတင်သည်ဟုယူဆ၏သူကျွန်းလောက်ကသူကလထိုင်းတွင်ထိုင်စားရန်မဟုတ်ပေစနစ်ကိုသာ ပြုပြင်လိုခြင်းဖြစ်သည်အင်္ဂလိပ်စာပေကိုမုံခြင်းမဟုတ်ဒါကြောင့်ကိုကိုနှင့်အတူအင်္ဂလိပ်ကျောင်းတွင် နေခွင့်မရသောကျမအားအင်္ဂလိပ်စာကိုအိမ်မှာသင်စေခြင်းဖြစ်၏ ဖေဖေကတော့အင်္ဂလိပ်စာသင်ချင်းသည်အတန်းတွေအောင်ပြီးကလထိုင်တစ်ခုဝင်ထိုင်ဖို့ပင်တည်းထမင်းစားဖို့ပင်တည်းထို့ကြောင့်ပင်ကျမစောစောကရေးခဲ့သလိုသူ့သားသမီးများအရွယ်ရောက်လာတော့လေသူသည်ကျိုးနီများရွှေ့ပတ်နေသောဖိုင်တွင်များကိုမချီကကလထိုင်အိုရင်ထိုင်သော BCS မြို့အုပ်ဝင်ထောက်စည်ရီစားတီတွေကိုတမတ်အဖြစ်သာသူမှန်ပုံရပေသည် နုနုလတ်ထချင်းရောက်မှ သူ့ရီမန်းချက်မှာဘာဆိုဒီကို အသေးချာထင်းထင်းရှားရှားပေါ်လာ၏ဦးသိန်းဖေမြင့်ဖခင်ကြီးစူတောင်းအလားတူ သူသည်တမတ်ကောင်းကိုရလိုသည်သာမကဝင်ထောက်ကလည်းဖြစ်စေချင်မုံရ၏ကျမကတော့မိခင်မရှိပြီဖြစ်၍မမဆုံးပြီးဒီနောက်မိန်းကလေးတွေတွင်အကြီးဆုံးအဖြစ်ကျန်ရခဲ့သည်ဘသူ၏အခြေကိစ္စ အိမ်ထောင်ရေးကိစ္စမဆိုးဝင်ရောက်မဆွဲဖက်ပါပဲမိသူမဆိုးချစ်တော်သူနဲ့လက်ထရတော်သူသည်တယောက်တည်းဖြစ်ပါစေဟူ၍အမဲစုတောင်းကတခြားလူများလက်ထပွဲကိုသာလင်းခန်းခန်းနာနာတတရရက်စီစီပင်ပင်ဖြစ်အောင်အမဲစူးစားပေ၏ချစ်တော်သူနှင့်အောင်လက်ထချိန်တွင် ရှင်တွဲထွက်လာသောကြက်တီသည်လောကီမျက်စိနှင့်ကြည်လျင် အလွန်တိမ်မွေး၍ ချစ်ခွေကောင်းသောကြက်ဒီဘာပင်ကြီးထို့ကြောင့်ကျမနှင့်ကျမ၏ခင်ပွန်းဖြစ်သူမှာခဏခဏမင်္ဂလာပွဲများကိုဦးစီလှူဆောင်ပေး၏မြမလေးနူနူကသူ့လက်ထက်ရည်ကိုတင်ပြစဉ်ကျမတခုပဲပြောပြ၏အစဉ်ပြေအောင်လက်ထက်ပွဲလုပ်ပေးဖို့ကမမယူတောင်းဝင်ထားတခုပဲနူနူလက်ထက်မဲ့ချစ်သူကိုအင်ကိုခေါ်လာခဲ့ပါတနေ့လောက်ကိုအချိန်ယူပြီးဖေဖေရဲ့နေပုံထိုင်ပုံခေါ်ပြီးပြပါ နောက်ခါကြတော့မှနုနုအဖေကြီးကဘလို့ဟာကြီးလဲဆိုတဲ့စကားကိုမမယူမကြားလို့ဘူး။ကျမဒါပင်ညီမလေးနုနုအားပြပြပါ၏။ဘာကြောင့်ပြောရတနည်းဆိုတော့အိမ်သားဒီလောက်များသောအိမ်တွင်ပင်စိတ်မထင်လာလျင်ဖျားခက်မှစီးသွား၏။တနေ့တွင်တော့နုနုသည်သူ့ချစ်သူမောင်ကြီးဆွေကိုအိမ်ခေါ်လာ၏။ ဖေဖေဤပုံစံဟုသမျှအားလုံးပြထားလိုက်ညနေဆောင်တွင်မူကျမဧကဲမှထိုင်နေ၏ဖေဖေကအိမ်ကြီးအလဲသူစာဖတ်နေကြနေရာတွင်ထိုင်နေ၏နုနုနှင့်မောင်ကြီးဆွေကသူရှိတွင်ထိုင်နေ၏ထုံးစံအတိုင်းကျမဖေဖေကခုနှစ်တန်ချီနှင့်မင်စကားစား၏နုနုကမင်းကိုယူမဲလို့ကျုပ်ကိုပြောကလေးကကျုပ်ကမာရတယ်ဒီတငယ် BSC အောင်ရင် ဝင်ထောက်ဆောင်မျိုးပဲဝင်မစီလို့အဲ့ဒါအခုနူးနူးကပြောတယ် BSC အောင်ပြီးဝင်ထောက်ဆောင်မျိုးပဲ BCS တော့ဝင်မဖြစ်ဘူးဆိုမောင်ကြီးဆွေမကျမတို့မိသားစုတဲတို့ဝင်ရောက်အဲ့ဆက်ဆက်ဖြစ်၍ထုံးတန်းစင်သားများကိုနားမလဲသေးပေခေါင်းခါယုံသားခါပြား၏ဘာဖြစ်လို့လဲဖေဖေကမေး၏နူးနူးသည်ထုံးစံတိုင်းစာရွက်ကျန်းနှင့်ခဲတံကို ပေါင်းကြည့်ဆွေလက်ကိုထိုးရလိုက်ကစာရေးပြဖို့ပြောရ၏ဝင်တော့လို့ဘဝါသနာမပါဘူးကျွန်တော်အဖေကိုတိုင်ကလဲသမားသူ့လဲနဲ့သူ့ချန်နဲ့စိုက်ပျိုးစားတာပဲမောင်ကြီးဆွေကစာရေးပြ၏ဩအခုစစ်ထဲလိုက်တယ်ဆိုဒီကရီရပြီးတဲ့သူဖြစ်ရတာနဲ့ဘိုးတင်နှန်းကိုဘာဖြစ်လို့တိုက်ရိုက်မတက်လဲကျွန်တော်ရိုးရိုးစစ်သားဘဝကစပြီးဝင်ချင်လို့ ်ဝမ်ကြီးဆွေကဇာရေးရပြန်၏အေးပြင်မန်းတာပေါ့အခုဘယ်နဲ့ထစ်လဲကျမမနားထောင်ရင်ရည်ချင်လာပါ၏သူဆိုလိုချင်ဒီမှာဘယ်နှလိုင်းရပြီလဲရာထူးစင်တန်းဘလောက်ရပြီလဲဆိုဒီကိုသိချင်၍ဖြစ်ပါသည်တထစ်ဝမ်ကြီးဆွေကရေးပြ၏ဩတထစ်ဆိုတော့စစ်ကင်းလက်တနီခေါ်တာပေါ့အေးအေး ဘယ်တော့ယူကြမလဲယူစရာရှိမြ мян ယူမင်္ဂလာဆောင်မှုပတ်စံမရှိရင်မခင်ယူရှိတယ်သူအားလုံးစီစဉ်ပေးလိုက်မယ်ကဲသွားပြီတော့ကျမမာရှက်တိကြားကပင်တမန်လောင်းနဲ့ရောက်ကမလောင်းကြီးတို့အမေးဖြေကိုနားထောင်ကရှင်မိပါတော့သည်နူနူမာသူသမီးအထွေဆုံးလေးဖြေ၍သူအလွန်ချစ်ပုံရသည်နူနူလက်ထပ်ပွဲအတွက်သူတို့နှစ်ယောက်ခွင့်အားရရသော1962ခု ဖေဖော်ဝါရီလ15ရက်ကိုရွေးချယ်ထား၏ကျမ၏ခင်မွန်းကခြံထဲမှပန်းများပွင့်ချိန်ဖြစ်၍အင်ဒရီလဲရသည်လှလဲလှသည်ဆိုကနနက်တွင်အိမ်မှလက်ထက်ပွဲလုပ်၍ညနေတွင်ခြံထဲမှအိတ်ခဲရန်စီစဉ်ထားပါသည်အိမ်ကိုစေးတော့ခြံကိုအလှပြင်းနှင့်အလုံးရှုံနေကြ၏ကျမကလည်းအပြင်တွင်အိယာခန္ဓာဝေယံခဏခဏထွက်ရ၏ ကျမတို့ဖခင်ကြီးသည်ယောက်ျားတို့တတ်အပ်သော အထာရတ္တ၁၈ရက်တွင်လည်းဘိတုကအတက်ဖြစ်သည့်လက်သမားအတက်ကိုလည်းကျွမ်းကျင်ပါ၏။တနေ့တွင်အပြင်ကိစ္စများပြီး၍ကျမပြန်လာသောအခါအိမ်သားများမျက်နှာပြက်နေကြပုံထောက်တော့တခုခုတော့ထူးခြားပြီးဆိုသည်ကိုရှိမိပါသည်။မိနုကတော့ထုံးစံအတိုင်းပြုံးဖြည်းဖြည်းမျက်နှာနှင့်ဘာမှမဖြစ်သလိုကျမလက်ထဲမှပစ္စည်းများကိုလိုက်ယူလိုက်၏။ သူ့ရဲ့ခန်းကိုဈေးအောင်အစ်တုတ်တဲ့မတုတ်တဲ့မင်းရင်သူ့အခန်းထဲသူသာကျမကိုအတင်းဆွဲခေါ်နေသည်ကျမကလည်းမရဤပြောင်းလဲသောမျက်နှာတို့တွင် တခုခုတော့အကြောင်းကရှိရမည်ထို့အကြောင်းကဘာလဲကျမမျက်စီသည်အိမ်ရှိတဲ့တဲ့ကိုလှည့်အကြည့်လိုက်တွင်ပြုံးဆိုဧကန်းနေရန်ကိုမျက်စီရောက်သွားပါတော့သည်ဖះရီဘလို့ဖြစ်ပုံလဲရုပ်ပြက်စင်းပြက်ကြီးပါလားကျမက ရင်မ၍ဧကန်သို့ပြေးသွား၏နုနုကနောက်မှလိုက်လာသည်မြမငယ်နုနုသည်မိခင်ဝမ်းတွင်တရေယူစဉ်ကလေးကမပြေမပြစ်သောဤဖခင်နှင့်ဤအမေကြီးကြားတွင်ပြေးလည်အောင်ပြုလုပ်ပေးရမည်ဟုသော အတတ်ပညာကိုတင်ယူလာခဲ့ဟန်တူပါသည်လက်ထက်ကပစ္စည်းတွေချပါအောင်ကလတ်ထိုင်မှာအေးအေးထိုင်မောလဲမနေနဲ့အမောလေးဖြေပါအောင် ကျမကတော့သူမပြောလဲမောဒီပင်ဖြစ်ကလထိုင်ပေါ်မှာမောပန်းစွာထိုင်ချလိုက်အဘေးကြောင့်ဆိုတော့လက်ထက်ခန်းဖြစ်လက်ပါစွာပြင်းအမိအိမ်ရှိအေကန်းရှိအရှိဘတ်နေရန်တဲ့တဲ့လူမြင်ကွင်းတွင်ပြတင်းပေါမှသည်အောက်ကျမ်းမြင်သည့်ပေါတူးနှင့်ပေါချထားလိုက်သည်မှာအခြေတထွာလောက်ရှိပါသည်ထိုပေါတူးနှင့်ပေါထားသောအကွဲပေါ်မှမှအင်္ဂလိပ်များပုံထားလိုက်သည်မှာရှားစရာမရှိတော့ပေ မရွှေနုဒါဖာခမီးတော်ဘုရားကြီးရဲ့လက်ရာပေါ့လေစူစမ်းမအောင်အစာကလေးကတော့ဣနီယာတွင်တိုက်ဆဆောက်စဉ်ကရေပေးနေ၍အကြောင်းလေးဖြစ်နေပါသည်သို့သောဆေးတုပ်ထား၍မတိတာလားအင်းပေါ့ဘသူရှိအောင်ပါလေမမယူပါလေစိတ်မောမနေပါနဲ့တော့အလုကများရတဲ့အထဲဖြစ်ပြီးတာပြီးပါပြီ ပေးရတော့ပေးရပဲပေါ့ဒါလောက်အင်ဂျင်နီယာအတက်တို့ပယံအတက်တို့တမန်းသိရင်နင့်ဖေဖေကိုငါတိုက်ဆောက်ခိုင်းပါတယ်ဒါလောက်နေရန်ကြီးတကူကိုတန်တူရင်းတွေပေါ့စိန်တွေနဲ့ပေါက်နေရတော့နင်တို့မကြားတာများအံ့ပါရဲ့ဟဲ့ကျမသည်မြမငယ်ကူတာအပြစ်တင်ရပြန်၏ဒိုင်းကနေဆိုစကြားကလေးကအိမ်ဆေးတုတ်တဲ့ကလားတွေရောနုနုတို့ရောပြေးလာပြီးဝိုင်းဆွဲကြပါတယ်မလောက်ဘူးလေပြောပါတယ် ကလားတွေကလည်းကြည်ကောင်းအောင်သူတို့လှုပ်ပေးပါမယ်လို့ပြောပါတယ်။ဒါပေမဲ့မမယူအဖေကဘယ်တော့ကပြောလို့ဆိုလို့ရဘူးလို့ရဘူးတဲ့အဖေလေ။ဟုတ်ပါတယ်လေငါအဖေပါ။နင်တို့အဖေမဟုတ်ပါဘူး။တခါတည်းသာလက်ထပ်ပွဲအစီအစဉ်ကိုအစအဆုံးနင့်ဖေဖေလက်သာအပ်လိုက်ချင်တော့တယ်။ကျမသည်စိတ်ပြတ်မောပန်းစွာပဲညီးမိ၏။ညီးအောင်မလွဲ၍ဘာမှမလုပ်နိုင်ပါဘဲ။အတန်ကြာလျှင် အိမ်ဆေးတုတ်သောကလားများစီမှဆေးများယူလာက သူ့ဖာထားသောနေရန်ကွဲကိုဆေးတုတ်ပါတော့သည် ကျမလည်းဘာမှမပြောတော့ဘီအထိမ့်မှတ်ပြားတိုင်ဝင်ပစ္စည်းဖြစ်ထားရတာပေါ့နုနုရဲ့သူ့မြင်းမြင့်တွေလက်ထက်ကြတော့မင်းတို့ဘိုးဘိုးကြီးရဲ့ဘီတုကအမှုပညာလက်ရကြီးလို့ပြပေါ့မီနူကတော့ကျမပြောသူကိုသဘောကျစွာနဲ့ထုံးစံတိုင်းရေပါတော့သည် နုနုလက်ထပ်ပြီးလျင်မင်္ဂလာတော်တို့ပြောင်းရွှေ့နေပါသည်။နေ့တစ်ပတ်လေလေသောအခါတွင်တအူးလေးမွေးဖွားရန်နုနုသည်မင်္ဂလာတော်အိမ်မှခွေတလေးအိမ်သို့ သူပြောင်းလာပြန်၏။သူဒက်ဖရင်တားဖွားစေးရုံတွင်မွေးဖွားမိဖြစ်သည်။မောင်ကြီးဆွေကလည်းနေရတကား၃ရက်တကားသူဇနီးနှင့်ကျမ်းမာရေးကို လာ၍ကြည်၏တနေ့တွင် ကျမနဲ့မောင်ကြီးဆွေ စကားပြောနေစေဖေဖေရောက်လာ၏ဟေးမောင်ကြီးဆွေနုနုရှေ့ပတ်ထဲမွေးလိမ့်မယ်ကျမတို့နှစ်ယောက်ဒီတယောက်မျက်နှာတယောက်ကြီးကအားတင်နေကြ၏အကောင်းပြောတာခလေးကောင်းနေနေပြီနုနုဒီကျမတို့စကားပြောရသူဝင်လာ၏ကျမကမျက်နှာပူတည်ကလွဲ၍ဘာအရေးချီကိုမှမသိနုနုမျက်နှာကိုငေးကြည့်၍လည်းမသိပါ မောင်ကြီးဆွေနှုတ်ဆက်၍ပြန်သွားတော့မှပဲနုနုကိုပြောအား၏နုနုရဲ့ဖေဖေကိုပြောပါဟေမမယူတော့ဘလို့ပဲခင်မိရဲဆိုပေမယ့်ဒီမွေးတဲ့ဖွားတဲ့ကိစ္စတွေမှာတမတ်ကိုတိုက်ရိုက်ကြီးငါတို့ရှင်မှာမပြောပါစေနဲ့ဟေရှက်စရာကြီးနုနုကတော့အရှိပြုံပြုံမင်းဒုံမြဖေဖေကတော့ကွယ်ကဘာရှားပါပဲဝီပြောကဖေဖေကိုစာရေးပြသည် ပေပေဒီစာကိုသူဖတ်ပြီးဟဟပပရှိ။နင်တို့မှာအမေရှိသလား။ငါပဲအဖေ၊ငါပဲအမေတည်ရလား။ငါမပြောလို့ဘသူပြောမလဲ။နင်တို့မျက်နှာကိုတည်တည်ချာချာကြည့်။မျက်နှာလဲကျနေတယ်။ဒါပြောတာဘာဖြစ်သေးလဲ။ပေပေပြောသည့်အတိုင်းပဲ။နောက်ပတ်တွင်နုနုသည်တအူးလေးကိုမွေးဖွားတော့သည်။မောင်ကြီးဆွေကစေယုံမအပြန်အိမ်ဝင်လာ၍ ရကမကြီးကိုကိုတိုင်းစာရေးပြရာဤကဲလေငါပြောတာမမှန်ဘူးလားငါကခလေးခုနှစ်ယောက်မွေးလာတဲ့အဖေပါကွာသူဒီဟဟပပရှင်မောရင်သူ့သမီးထွေးမှမွေးတော့တဦးမှာယောက်ျားလေးဖြစ်သည့်အတွက်ဝမ်းမြောက်နေပုံရဤဒါနဲ့ဒီကောင်စနေသားတဦးပါလားဟေ့ဟေ့မောင်ကြီးသွေးခလေးကိုအိမ်ခေါ်လာရင်လေဒါထံပြီးခုနှစ်ခါကြောကွာတို့အိမ်မှာ မောင်နှုတ်မွေးတုံးကလေတဦးစနေနေတတ်ရတဲ့ဆိုတော့ကိုစံထွန်းကဓာတ်ထမ်းပြီးကြော်ရတယ်။နှိုးဆိုရင်ဒီကောင်တွေကတိတ်ထက်တာ။ဖေဖေဒီသူတို့ဤရှေးထုံဆန်ကိုပြောပြ၏။ပေါင်းကြီးဆွေသည်စာရေးပြရာပြန်သည်။ထချင်းတလောက်ထပ်ပါစေအဖရဲ့။ကျွန်တော်သားကိုကျွန်တော်မကြောခြင်းဘူး။ပြီးတော့ဝေးတဲ့အမေနုနုကိုယ်တိုင်ကစနေသမီး ရေတက်ရေတက်ပဲဘာကြောက်ကြရာရှိလဲမောင်ကြီးဆွေဤစာကိုဖတ်ပြီးအေးလေမင်းတို့မကြောက်လဲပြီးတာပဲဒါနဲ့စနေသားဆိုတော့နေမျိုးလို့မှဲ့မလားနမယ်ရွေးချင်ပြန်လိပြီကြီးကျယ်တဲ့နမယ်ကြီးတွေကျွန်တော်သားကိုမမဲ့ချင်ပါဘူးရိုးရိုးပဲကောင်းပါတယ်အဖရဲ့ပြီးတော့သားကလည်းငြင်းပါသေးတယ်မောင်ကြီးဆွေထက်မှန်ရေးပြသောစာကိုဖတ်ပြီးဂျင်းနဲ့သွားပုံရ ayi အေးလေး မင်းတို့တော့စေယုံကဆင်းရင်သာခလေးကိုငါ့ကိုဝင်ပြပြီးမှမင်္ဂလာတော့ခေါ်သွားရမယ်တိလားသူဒီကျေနပ်စွာအမိန်ပေး၍သူ့ခန်းထဲသို့ဝင်သွားပါတော့သည်မာလီဂွေတလိအိမ်တွင်မာလီကြီးတယောက်ကျမငါရွေထားသည်ထိုမာလီကြီးကလည်းရာဇဝင်နှင့်ပါပင်သည်အစကသူဒီဝင်းဒမီယာထဲတွင်အုံချံဆောင်၏သူ့မြေလီမောင်ကန်ညွန့်နှင့်အတူနေသည် လခဘလောက်ရသည်မသိအင်းဆောင်အစိုးရတက်လာသောအခါဝင်းတမီယာတွင်အုံချက်မရှိ၍အဖိုးကြီးအလုံးမရှိဖြစ်နေတော့သည်ဤနေရာတွင်ဝင်းကြီးချုပ်အိမ်၌ဇက်လိုက်ကြီးတစ်ပါးဖြစ်သူတော်နေနီကအကြံဉာဏ်ပေးလာ၏မဲယူရဲ့အချမ်းလူတွေအလုံးပြုတ်တဲ့ဆိုပေမယ့်ပြီးစရာနေစရာစားစရာရှိသေးတယ်ဒီအုံချက်ဆောင်အဖိုးကြီးဟာအသက်ကလည်း60ကျော်ခါးကြီးကလည်းကုန်းနေတော့ ဘသူကမှသူ့ကိုမာလီဖြစ်ငှားမှလည်းမဟုတ်ဘူးဒီတော့မယူရိုချန်နယ်မှာဒီမာလီကြီးကိုအောက်လာရင် မကောင်းဘူးလားသူနဲ့ကျမမှလည်းအသေးစိတ်အပူပူလေးတွေကရှိသေးသည်မမနီကိုမယူရှင်းပြမယ်မယူကအခုဝင်ကြီးချုပ်စီမှာအလုံးမလုံးတော့လို့ဝင်ဝေကမရှိဘူးအကိုကြီးရဲ့ဘူကြီးအစင်တန်းလာကနဲ့တအိမ်လုံးလောက်အောင်စားရမှာ ထိုစဉ်ကကျမဝိတ္ထုများမှနာမည်ကြီးတော်လဲဝင်ဝင်မကောင်းသေးပါဘူကြီးလာကဆိုတာမမနေအတီဆုံးပဲမာလီနဲ့ဘာနဲ့ထားနေတာမဟုတ်ဘူးဒါပေမဲ့မယူစိတ်ထဲမှာတခိပြောင်းပြောင်းတခုခုပဲဖြစ်ဖြစ်တစ်ပင်တခုလဲတယ်လို့ပဲအပေါ်တိုင်ကိုင်းကလူတွေအောက်ပြုတ်ကြတယ်ဆိုပေမဲ့သူတို့မှာအောက်ကပိုက်ခံပေးတဲ့လူနဲ့ဝိညာခံပေးတဲ့လူနဲ့ အမင်းကကြားတဲ့လူဆိုပေမဲ့အချမနာလှပါဘူးအောက်တက်ကိုင်းနေတဲ့သူတွေကတိတ်ဒုက္ခများတာဒီတော့မမနီအဖိုးကြီးကိုတည်တည်ချာချာရှင်းပြလောက်ကတော့မယူ90ပဲပေးနိုင်မယ်သူ့မြေလီမောင်ကညွန့်ကြောင်းတက်ဖို့ဘတ်စကားကစရိတ်30ပေးမယ်နေဖို့အိမ်ပေးမယ်နေဖို့အိမ်ကအစီကံတန်းရဆိုပေမဲ့တွားကြည့်ပါ ပြင်ထောင်ကတွမိုး မီးဖို့တက်တက်အိမ်သာကဆွဲအိမ်သာလျှက်စစ်မီးအလကားရမယ်ရေချိုးခန်းရမယ်ရေရမယ်အဲ့ဒါမမနီအဖိုးကြီးကိုရှင်းပြကျင်းနေရင်ပြောင်းလာပြီတော့အိုးမယူရဲ့သူဝင်တာမီးကအုံးချန်ထဲမှာနေရတာတဲလေးနဲ့နေရတာမယူအိမ်ကိုသူသဘောကျမှာပါကိုတို့လည်းနောက်သူ့အတွက်အလောက်ရှာပေးကြသေးတာပေါ့ထို့သောမြမလူနေမှုစနစ်ကြီးဖြင့်အဘဥဘိုးရွှေခေါ် ဦးချန်ဆောင်ကြီးသည်ကျမတို့အိမ်ပြောင်းလာ၏ကျမမလွယ်၍တအိမ်သားလုံးကသဘောမကျပါဒီအသက်60ကျော်ကြီးများ သူဘာလို့ငားပါလဲအိမ်သားများကကြွေရရင်ကျမအတင်းကိုပြောပါသည်ကျမမသိသည်မဟုတ်သိပါသည်ဤဘိုးကြီးသည်ပေါင်းတင်မျက်ရှင်းရောက်မှလွယ်၍ဘာမှမလုပ်နိုင်ပါ မျက်စိကလည်းမွေးသည်သည်အိမ်သားများကတစ်ပင်ဆိုင်ထားလျင် သူမျက်ရှင်သောအခါအာလုံးနှုတ်ပြတော်သည်ကျမကတော့လေးလံသောမြောင်းပေါက်မြည်တဲ့အလုံများကို မောင်ကန်ညွန့်ကြောင်းစင်သောအခါလုံ၍ကျမချစ်သောဆောင်းတွင်ပန်လီများကို ကျမကိုယ်တိုင်ဖြိုးကျမကိုယ်တိုင်ရေလောင်း၍စိတ်ချရအောင် အပင်ကြီးထွားလာတော့မှအဖိုးကြီးလက်အပ်ပါသည်ဤမာလီအဖိုးကြီးပေါ်အထူးမကျေနပ်ဆုံးသူမှာတော့ဖေဖေပါပင်တီသူသည် မာလီကရိယာပစ္စည်းများနှင့်အတူလွှပစိန်တန်တွင်တူစသောလက်သမားကရိယာများကိုလည်းစည်ရင်းနှင့်အတိကျမာလီကိုအံ့၍ထား၏ခဏခဏလဲစစ်စီသည်ဤထဲမှတခုခုပျောက်ဆုံးလျင်လဲကြွကြွညာအောင်စူပါတော့သည်အဖိုးကြီးကလည်းမျက်စိကလည်းမွေးသည်သည်တနေ့တွင်ပြဿနာတက်လာ၏သူတို့ထမင်းချက်ရန်ထင်းစုဆောင်ရာမှလွှမှာပျောက်၍သွားတော့သည် ဖေဖေကလည်းစစ်စေးချိန်နဲ့တိုးနေ၍ပွက်လောရိုက်တော်သည်ကျမသည် သူတို့ကိစ္စများတွင်ဘာမှမပါဝင်သည်အတာကြည့်နေ၏မားလီအဖိုးကြီးသည် အိမ်နာနေခြင်းခြံရှိသည်မြသူ့လှကိုငှားသွားပြီးပြန်မပေးကြောင်းလိုက်၍ဆွဆွဲတော်သည်အိမ်နီးခြင်းများသည်သဘောကောင်းသူများဖြစ်၍တော်ပါသည်၏ကျမကိုလာရောက်ရှင်ပြ၏သူတို့လှကိုမငှားကြောင်းငှားပါလင်လဲလက်ထီလက်ရောက်ပြန်၍အမည် ပေးမိဖြစ်ကြောင်းပြောကြပါသည်။ကျမသည် မနေတာတော့ပြီ။မာလီပိုးကြီးထံသွား၍ပြောပြရာ၏။ဘဘကြီးကလည်းမျက်စိကလည်းတီတီမွဲ့မွဲ့ရဲ့အတိလည်းသိကောင်းတာမဟုတ်ဘူး။ကိုယ်အိမ်ကပစ္စည်းပြောက်တိုင်းသူများအိမ်သွားမဆွဆွဲရဘူး။ခုအိမ်ကြီးချင်းတွေကသဘောကောင်းပြီလို့ပေါ့။ကျမစိတ်ထင်ဘာကြီးတို့လှဟာဘာကြီးတို့ထင်းပြတဲ့အနားမှာပဲရှိလိမ့်မယ်ထင်တယ်။ထင်းတွေနေရာတခြားရွှေ့ပြီးရင်အောက်ဖက်မှာပြန်ရှာပါအောင်။ ကျမပြောသည့်အတိုင်းပဲထင်းများနေရာတကြရွှေပြောင်းတည်ယူပြီးတော့ခါထင်းများအောက်တွင်လှကိုပြန်၍တွေ့ပါသည်ပပကြီးတို့ကလည်းဖေဖေပြောရင်ပြောစရာပဲသူ့ပစ္စည်းကိုကင်ပြီးနေရာတကြပြန်ထားမှပေါ့ဖေဖေစုတော့သာစုတယ်ပြောရတယ်ပပကြီးတို့ကလည်းတတိထားပါကျမသည်ထိုအခါမှဝင်ပြောတော့သည်မာလီပါကြီးကဖေဖေအားဘိုးတော်ဟူ၍ခေါ်သည် ။ဘိုးတော်ကတော့ဗျာအံ့ဩလောက်ပါတယ်။အသက်80တာဆိုတယ်။ကျွန်တော်ထက်တတိလဲကောင်းခွန်အားလဲကောင်းတယ်။ဖေဖေထိုးစင်က80ကျော်ပင်ရှိသေးသည်။တနေ့တွင်မူကျမချန်ထဲမှာစာဖတ်နေစဉ်အဖိုးကြီးနှစ်ယောက်ငပြောပင်စာရံမြောင်းပေါက်နေကြသည်။မာလီကြီးကတော့မြောင်းတဝက်ပင်မရောက်သေး။မောဟိုင်းလာ၍ပေါတူးကိုချကမြေကြီးပေါ်ထိုင်နေတော့သည် ဖေဖေကမူတောက်လျှောက်ကြီးပေါက်သွားလိုက်သည်မြောင်းဆုံးထီပင်တီကဲကျုပ်ပေါက်လို့ပြီးပြီခမရသာတစ်ပင်တွေရွှေ့ပြီတော့ပေါ်ပါစွာပင်ပြော၍ဖေဖေသည်သူ့ပေါက်တူးသူထန်းကအိမ်ထဲသို့ဝင်သွားတော့သည်ဖေဖေကတခွာပဲသည်နှင့်ခဝဲသည်ချင်းမောင်များကိုစိုက်လဲစိုက်၏စားလဲစားသည်မာလီကြီးကဘာမှမစိုက်တတ်ပေအကိုကြီးကလည်း မာလီအဖိုးကြီးအကြောင်းသိသည်သို့သောအဘကိုလည်းတောင်းပန်ထားပါကွာတို့များစာတင်ချိန်တုန်းကကတိကအုပ်ဖြစ်ခဲ့ရတယ်ဒီတော့မောင်ကန်ညွတ်အနည်းဆုံး၉တန်းအောင်နဲ့ဒီတော့ဒီပါကြီးကိုတီးခံပေါ့မောင်ကန်ညွတ်ကိုသူပညာသင်ကြားရေးအတွက်ကူညီနိုင်တာတို့မှလည်းဒီနည်းပဲရှိတယ်ဟူ၍ပြောထားဘူး၏ကျမကတော့အကြောင်းအကြောင်းများကြောင့်အီမာလီကြီးအားထားသည်ကိုဖေဖေမသိပါဘဲ အိမ်သားများကလည်းလှုပ်အားအဖြစ်အီမာလီကြီးထံမှမရသည်ကို မကျေနပ်ကြပါဘူးပေပေကလည်းစိတ်ဆိုး၍ဒေါ်ပွားလာတိုင်းအီမာလီကြီးကို အလုတ်ကဖြုတ်မပစ်သည်ကိုပင်ဆူနေတော့သည် နောက်ပတ်အိမ်တွင်နေသူများကိုလည်းဖေဖေမကျေနပ်ပေဖေဖေပြောရင်တမီးကမကြိုက်ဘူးဒီစုပ်ပင်ကအညွန့်ထွက်လာတော့သူတို့ပဲခူးပြီးဟင်းညို့ချက်တော့တယ်။ဒီကြက်တဲ့ဟင်းပင်ကအရွက်ကြတော့လဲသူတို့ပဲဟင်းညို့ခတ်တော့ကြတယ်။ ဧတိပင်တွေကိုမြေးဆွားဖို့ရေလောင်းမှုကြတော့မာလီကို တွက်ကန်နေကြတယ်။ရေချိုးကန်ဒီဒါလေးလောင်မာလီနဲ့အတူ အလုံလို့ရတာဘာများပင်မန်းလို့လဲ။ခုကြည့်စမ်းကြက်တဟင်းပင်လဲသိစုပုတ်ပင်တွေကလည်းအရွက်ပိုးကြပြီးနူးကုန်။ဝေပန်းပင်ကအစားသူတို့လောင်းရတာလည်းမဟုတ်။ရေချိုးပြီးရေပိုက်လေးတက်ထားရတာဗျာ။သူတို့ကင်ထားရတာကြာနေရပဲ။ဆောက်ပြင်းတွေဖေဖေနဲ့တော့မဖြစ်ပါဘူး။ ဖေဖေဒေါသဖြစ်ပြီဆိုလဲထိုသူတို့မှဖြစ်စရာတွေပါပင်တည်။ကျမမှာတော့အင်ရှင်မအင်ရှင်မပြဒနာမှာကျေပြန့်လွန်ပါ ਈ ။ကိုကလမ်းတိုင်းပြောသည်ထောင်းကိုအိမ်မှာမနေစေခြင်းဟူ၍အထင်မှားတတ်ကြ၍ကျမဘာမှဝင်မပြောပါဘဲ။ဟုတ်ကဲ့ပါရှင်။ဆရာမကြီးခင်နေယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း6ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ အပင်းနာဆင်သူတူတူတယောက်ချင်းကြိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်